ဟောင်းနွမ်းနေတဲ့လေတက်ကိုနျူကလ িয়ার တိုင်းကအဖြစ် ပြောင်းလဲခြင်းကင်ဂျွန်အန်းရဲ့မဟာပြူဟာတဲ့မြောက်ကိုရီးယားကောင်းဆောင်ကင်ဂျွန်အန်းဟာလေတက်ဖွဲ့စည်းမှု280ပြည့်အခမ်းအနားမှာမိကုံးပြောကြခဲ့ပြီးမြောက်ကိုရီးယားလေတက်ကိုမဟာပြူဟာမြောက်လေတက်မတော်အဖြစ်အစင်မြင့်တင်ဖွဲ့စည်းသွားမယ်လို့ကြေညာလိုက်ပါတယ်ဒါဟာပြည်ပကနေစောက်ကြည့်နေသူတွေအတွက် မေခွန်းကြီးတစ်ခုကိုမွေးထုတ်ပေးလိုက်ပါတယ်တကယ်ရောသူတို့မှာဒီလိုစွမ်းရည်ရှိရလားကင်ဂျိုအန်ရဲ့ဂရီကိုဒါရီအိဘယ်တက်ရောက်လဲကင်ဂျိုအန်ကမြောက်ကိုရီးယားလေတပ်ဟာမဟာဗျူဟာမြောက်စီရဲပိုင်ဆိုင်မှုအသစ်တွေရရှိသွားမှာဖြစ်ပြီးအရေးကြီးတဲ့မစ်ရှင်စစ်စင်ရေးအသစ်တွေကိုလည်းပေးအပ်သွားမယ်လို့ပြောပါတယ်ထို့သဖြင့်လေတပ်ဟာနျူကလ িয়ার စစ်ပွဲကိုဟန်တားနိုင်ဖို့ အဒီကအခမ်းကဏ္ဍကပါဝင်လာလိမ့်မယ်လို့ဆိုပါတယ်။မြောက်ကိုရီးယားအတွက်မဟာဗျူဟာမြောက်စစ်စင်ရေးပန်ဆိုင်မှုဆိုတာတကယ်တော့အစစ်မြစ်တိုက်လေရင်တွေမဟုတ်ဘဲနျူကလ িয়ার ထိပ်ဖူးတွေကိုတည်ဆောက်နိုင်မဲ့ဒုံးကျည်စနစ်တွေဒါမှမဟုတ်မောင်းတူမဲ့ဒရုန်းယာဉ်တွေကိုဆိုလိုတာဖြစ်နိုင်ချေများပါတယ်။လေတပ်ကိုနျူကလ িয়ার စစ်ပွဲဟန်တားရေးမှပါဝင်လာစေခြင်းဟာနျူကလ িয়ার လက်နက်ပစ်လွတ်နိုင်တဲ့နည်းလမ်းတွေကိုမြင့်တင်ဖို့နဲ့အမေရိကန်နဲ့တောင်ကိုရီးယားတို့အပေါ်ဖိအားပေးနိုင်ဖို့ဖြစ်ပါတယ်။ မြောက်ကိုရီးယားရဲ့စစ်မှန်တဲ့အခြေအနေမြောက်ကိုရီးယားရဲ့လေတပ် KPAF ဟာကမ္ဘာပေါ်မှာတပ်တန်းအရင်ဆုံးလေတပ်တွေထဲကတစ်ခု ဖြစ်ပါတယ်။ဒါကကင်ဂျွန်အန်းရဲ့ခန်းနာတဲ့ကြေညာချက်နဲ့လက်ရှိမြေပြင်အခြေအနေကတခြားစီဖြစ်နေတဲ့ဆိုတာကိုပြသနေပါတယ်။မြောက်ကိုရီးယားလေတပ်ရဲ့အဓိက တိုက်လေယာဉ်အများစုဟာ1950ပြည်လွန်နှစ်တွေကနေ1980ပြည်လွန်နှစ်တွေအတွင်းမှာထုတ်လုပ်ခဲ့တဲ့ ဆိုဗီယက်ခေတ် ်မစ်50မစ်70မစ်21နေဖြစ်ကြပါတယ်ဒါပေမဲ့မကသေးပါဘူးလောင်စာဆီရှားပါမှုနဲ့ပြုပြင်ထိန်းသိမ်းမှုအားနည်းချက်တွေကြောင့်မြောက်ကိုရီးယားလေတပ်က လေယာဉ်မှုတွေဟာနိုင်ငံတကာစံနှုန်းတွေနဲ့နှိုင်းယှဉ်ရင်ပြန်တန်းလေ့ကျင့်ခြင်းအလုံးနေပါလို့ပါတယ်တောင်ကိုရီးယားရဲ့ Kimmi F50K F35 Aero နဲ့ရှင်ရင်မြောက်ကိုရီးယားရဲ့လေတပ်ဟာ လုံးဝရှင်ပြန်နိုင်စွမ်းမရှိပါဘူး။ဒါကြောင့်မြောက်ကိုရီးယားဟာတံပိုးနဲ့ဒရုန်းတွေနဲ့သာသူတို့ရဲ့နည်းပညာကိုအစားထိုးအသုံးပြုဖို့ကြိုးပမ်းနေကြပါတယ်။အင်းကြီးချင်းနဲ့ကဘာရဲ့တုတ်ပြန်မှုကင်ဂျုံအန်းရဲ့ကြီးညာချက်ဟာဒေတာရင်းတဲမှမှုကိုသီယတာမြင့်တက်စေခဲ့ပြီးမဟာမိတ်နိုင်ငံတွေကလည်းချက်ချင်းတုတ်ပြန်ခဲ့ကြပါတယ်။တောင်ကိုရီးယားဆိုးအစိုးရကမြောက်ကိုရီးယားရဲ့ကြီးညာချက်ကို မလိုအပ်တဲ့စည်ရေးတင်းမာမှုကိုဖန်တီးခြင်းအဖြစ်ရှုတ်ချခဲ့ပါတယ်။တောင်ကိုရီးယားရဲ့ကာကွယ်ရေးဝန်ကြီးဌာနကမြည်သည့်ရန်စားမှုကိုမဆိုပြင်းထန်စွာတုံ့ပြန်သွားမယ်လို့တတိပေးခဲ့ပြီး၎င်းတို့ရဲ့လေကြောင်းကာကွယ်စနစ်တွေကိုတင့်အနေထားတိုးမြှင့်ခဲ့ပါတယ်။အမေရိကန်ပြည်ထောင်စု US နိုင်ငံသားရဲ့ဌာနကမြောက်ကိုရီးယားရဲ့လုပ်ရက်တွေကိုစောင့်ကြည့်နေကြောင်းပြောကြားပြီး ပြောင်းရအနေနဲ့ဒေသတွင်တည်ငြိမ်မှုကိုထိခိုက်စေမဲ့ဆိုးရွားတဲ့လုပ်ရွက်တွေကိုရှောင်ရှားဖို့တိုက်တွန်းခဲ့ပါတယ် US ဟာတောင်ကိုရီးယားနဲ့ဂျပန်ကိုကာကွယ်မဲ့အာမခံထားသောပိတ်ဆို့ကာကွယ်ရေးဂရိကူကိုလည်းထပ်မံအတည်ပြုခဲ့ပါတယ်ကေဂျုံအန်ရဲ့နောက်ွယ်ကရှိရချက်ဒုံးချီလားလေရင်လားစီရေးကျွမ်းမြင်သူတွေရဲ့တုံ့ပြန်ချက်အရာကေဂျုံအန်ဟာ၎င်းရဲ့အားနည်းနေတဲ့လက်တက်ကို တကယ်တမ်းအစစ်မြစ်တင်ဖို့ထားနိုင်ငံရေးအမျက်ထုတ်ယူမှုကိုပုံမှုလှုပ်ဆောင်နေတာဖြစ်နိုင်ပါတယ်။မဟာဗျူဟာမြောက်စစ်ရေးပိုင်ဆိုင်မှုဆိုတာဟာ အမှန်တကယ်တော့တိုက်လေရဲ့အစ်စ်တွေအစားထိုးတာမျိုးမဟုတ်ပါဘူး။လေတာပိုင်ဒုံးကျည်တပ်ဖွဲ့ကိုအစစ်မြစ်တင်ပြီးနျူကလ িয়ার ထိပ်ဖို့တက်ဆင်နိုင်တဲ့ပြစ်လို့စနစ်တွေကို လေကြောင်းပိုင်နက်ကနေအသုံးပြုဖို့ ကြိုးပမ်းခြင်းမျိုးဖြစ်နိုင်ပါတယ်။ဒီလိုအကြံအချက်တွေဟာနိုင်ငံတကာရဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေကြားကနေ ရုံးကန်နေရတဲ့ပြည်သူလူထုရဲ့စိတ်ဓာတ်ကိုမြင့်တင်ပေးဖို့နဲ့ကာကွယ်အားကောင်းချောင်းပြသဖို့အတွက်လည်းရည်ရပါတယ်။ကင်ဂျွန်အန်းရဲ့လေတက်အဆင့်မြင့်တင်ရေးကြေညာချက်ဟာတောင်ကိုရီးယားနဲ့အမေရိကန်ကိုခြုံချောက်ဖို့အတွက်နိုင်ငံရေးအရာပြုလုပ်တဲ့ ဟန်ပြတ်သက်သက်လားဒါမှမဟုတ်မြောက်ကိုရီးယားဟာနိုင်ငံတကာပိတ်ဆို့မှုတွေကြားကနေပဲရုရှားလိုမဟာမိတ်တွေစီကနေအစင်းမြင့်ဒရုန်းဒါမှမဟုတ်ဒုံးကျည်နည်းပညာတွေရယူပြီးတကယ်ပဲမဟာဗျူဟာမြောက်စွန်းရဲ့အသက်တွေတိဆောက်နိုင်တော့မှာလားပရိသတ်တွေရဲ့သုံးသက်ချက်တွေကိုလည်းကောမန့်မှာမျှဝေပေးခဲ့ပါဦးခင်ဗျာ